အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိုင်သက်တွေအားလုံးပဲမင်္ဂလာပါ DRD မှာ Mikel Arteta ရဲ့အသင် Champion မဖြစ်ရင်နောက်ရသည် Champion ဖြစ်ဖို့မလွယ်တော့ဘူး။ဘာကြောင့်လဲဆို လုံးဝခြေစွမ်းမငြိမ်တဲ့ Champion Liverpool အဝေးကွက်မှာတိတိတတ်တတ် struggle ဖြစ်နေတဲ့ဒါအခုလက်ရှိ Manchester City ခြေနေပေါ့လေကိုကိုပြိုင်ဘက်ကဖိအားပေးမယ်လို့လှုပ်လိုက် အာဆနယ်ကအိုက်ဖီကမရောက်သေးဘူးပြိုင်ဘက်တွေကထပ်ပြီးတော့ချီချောတယ်အရင်တော့ကဆိုရင်ကျွန်တော်မှတ်မှတ်ရရဒါဇာထိတ်ကဥဆောင်တဲ့အသင်းဒုတိယရတဲ့အသင်းတွေအမှတ်ရတဲ့အချိန်မှာအာဆနယ်ကအမြဲတမ်းအခွင့်အရေးရတယ်အိုက်ခွင့်ယူသူတို့အသုံးမချနိုင်ဘူးဒါပေမဲ့ခုကဒီတစ်ခါကပြောင်းပြန်သူတို့ကိုယ်တိုင် under pressure နဲ့ကန်ရတော့မယ်ဆိုတဲ့ပွဲတိုင်းမှာမတိုင်ခင်မှာပြိုင်ဘက်တွေဥဆောင်အရင်ကန်ရတယ်တကယ်လို့များလီဗာပူးနိုင်သွားပြီ မန်စီးတီးနိုင်သွားပြီ။ Chelsea ကတော့ဒါဘန်လီကိုနိုင်လိုက်တယ်။ဒါနိုင်လဲနိုင်ရမှာပဲလေဘန်လီဆိုအနေထားမျိုး။ So အဲ့ဒီနေရာမှာဒီသင်းတွေအားလုံးကို expectation က Liverpool က Forest ဆိုတော့အင်ကွင်းမှာ easy နိုင်မယ်လို့ကျွန်တော်တွက်တာ။ Manchester City လည်းကစားအခက်တာမှန်တယ်။ Newcastle မှာအနည်းဆုံးတော့ draw လောက်ယူမယ်လို့တွက်တာ။ City နဲ့ Arsenal ကြမှာ league map ပဲကွာတယ်တမတ်ယူလိုက်ရင်၃မှတ်ပဲကြမ်းမယ်တကယ်လို့ Arsenal သားချေချော်ရင်ဆိုတဲ့အချက်ချေမချော်ခဲ့ရင်တော့ City အနေနဲ့ဘာဖြစ်ဖြစ်၆မှတ်အကွာဖြစ်နိုင်မယ် ဒါပေမဲ့ CTI လို့မလုံနိုင်ဘူးသူတို့အဝေးကွင်းမှာရှုံးသွားတယ်ဆိုတော့လီဗာပူးရှုံးလိုက်တယ်ဒါအခုလီဗာပူးကအာဆင်နဲ့ဂျာမာဒါဆုစုပေါင်းအားဖြင့်ရမှတ်အားဖြင့်ရှစ်မှတ်กว่าတယ်မန်ချက်စတာစီးတီးက၄မှတ်กว่าပဲမြဲတကယ်လို့အာဆင်နယ်ကစပါးစ်ကို9ဒါနဲ့ကိုရမှတ်က9မှတ်ဖြတ်လိုက်ပြီစီးတီးကို9မှတ်လီဗာပူးကို10မှတ်ဖြတ်ပြီဒါချက်စီးကိုပါလိုလျောက်3မှတ်ကနေ6မှတ်ဖြစ်သွားရင်ကိုယ့်ရဲ့ပြိုင်ဘက်တီကိုပွဲချက်မတိုင်ခင်မှာ6မှတ်9မှတ်10မှတ်ဖြတ်မယ် အချိန်ထဲမှာ Tottenham Hotspur ကိုလည်းရှင်းမှတ်ဖြတ်ခွင့်ရမယ်အချိန်မှာဒါဟာ Arsenal တို့တော်တော်ကူကောင်းတဲ့ golden opportunity ပဲဆို as Tottenham Hotspur ကအခု Kudus အပါဝင်အဓိကကစားမတွေတော်တော်များများပါနေပြီဆိုစပါးနဲ့ Thomas Frank Park ကယုံကြည်မှုအပြည့်အဝရှိအချိန်မှာ Arteta Champion ဖလားလူကြီးရမပေး Champion ဖြစ်ချင်ရင်တော့ဒီပွဲနိုင်ကိုကမ်းမှာမနိုင်လို့မရဘာလို့ဆိုတော့အခုကံကောင်းကျင်တာက Nonimatu AK ရဲ့ မာတင်အိုဒီကရဲ့ဗစ်တီယိုကရက်စ်ကပြီးတော့မှဂါဘရီယယ်မာတီနယ်လီအားလုံးဟာဒါလီဂျင်ကအကုန်ပြန်ဆင်းတယ်ဆိုတော့ဒီချက်ကအာစနယ်အသင်းအတွက်ဒီယာတီမှာလုံးဝကိုဒါကန့်ကျင်မှာကောင်းပဲတကယ်လို့များအာစနယ်ကအဲ့တိုင်းမှာမလုတ်ခဲ့ဘူးဆိုရင်တော့ဒါအခုလက်ရှိဒီခွင့်ရေးကိုအတုံးမချနိုင်ရင်တော့ဒါအာစနယ်အတွက်လုံးဝကိုနောက်ထပ်တစ်ချိန်ရနိုင်မဲ့အချန့်မဟုတ်ဘူးကျွန်တော်အမြင်ပြောတာအခုကလပ်ဘက်က တကယ်အရေးပါတဲ့အထက်ကနေဒါအခုလောလောဆယ်အနေထားရလေ့ကျင့်ခန်းပြန်ဆင်းကြတဲ့အထက်မှာအခု Yokres ကဒါလေ့ကျင့်ခန်းမှာဆိုရင်အခု Arsenal ရဲ့လေ့ကျင့်ခန်းမှာ Yokres ကနောက်တစ်ပတ်က Calafiori ရောအကုန်လေ့ကျင့်ခန်းပြန်ဆင်းတယ်ဒါဒါတလို့ဒီ Sky Sport ကဖော်ပြထားတယ်ဒါပေမဲ့အခုလောလောဆယ်အနေထား Tottenham Hotspur က Arsenal အထက်ထားဒီဘက်နောက်ပိုင်းပွဲတွေမှာအမြဲရလက်ကောင်းလေးရှိတဲ့အသင်းပဲပြိုင်ဘက် Chelsea အမှတ် ြည့်ယူနေအခြေဘာလို့ကြောင့်အာဆန်ကဒီပွဲချစ်ချော်လို့မရဘူးတကယ်လို့သူတို့မတော်ဆချွတ်ချော်သွားရင်ချက်စီကိုစတန်ဖို့ဘစ်သွားကန်တဲ့ခါမှာချက်စီကအာဆန်ကိုအ ਨੇ စုံ level တမမို့တမတ်အကွာနဲ့ဖြစ်သွားနိုင်တယ်တကယ်လို့ချွတ်ချော်ခဲ့ရင်အာဆန်ကဒီပွဲကိုနိုင်ထားရင်သူတို့6မှတ်ဖြတ်ထားမယ်စတန်ဖို့ဘစ်ကိုသူတို့အပေါ်အပေါ်ကနေသွားရမယ် ACC ပဲအဲ့ပွဲကိုသူတို့ရှုံးခဲ့မယ်တကယ်လို့ရလကန်ဆိုပြီးရှုံးခဲ့ရင်တောင်မှသူတို့ at least တော့ဇာတ်ထိပ်မှာ3မှတ်ဖြတ်အောင်မယ် အပြင်ပွဲချက်ကလာနှစ်ပွဲဖြတ်ပြီးသွားပြီဆိုဒီချက်ကအာဆင်နယ်အတွက်အရေးပါတယ်ဒါကျွန်တော်အခုလက်ရှိနေထားယူကရက်ပါပီဆိုရင်အာဆင်နယ်အတွက်ပြဿနာမရှိတော့ဘူးခိုင်ယာဗတ်မပါဘူးဂါဘရီယယ်မပါဘူးဟုတ်တယ်ဂါဘရီယယ်မပါတဲ့ပွဲစဉ်30မှာအာဆင်နယ်စတရဂယ်ဖြစ်တာမှန်နေဒါပေမဲ့ထော်နာဟော့စ်ပါကလည်းသူဒုက္ခနဲ့သူပဲစပါ့စ်ကလည်းဒီရာဒီသူတို့အဝေးခွင့်ရလက်တီကောင်းတာမှန်ပေမဲ့မီကယ်အာတီတာအတွက် မန်ချက်စတာစီးတီးအရှုံးလီဗာပူးအရှုံးနဲ့ပြိုင်ဘက်တီချေမငိမ့်တဲ့အချိန်မှာအကောင်းဆုံးအခွင့်အရေးနောက်တစ်ခုအာဆင်ကအဝေးကွင်းဗီလာဘက်သွားခံတယ်ဆိုတော့အခုလက်ရှိကြည့်တဲ့အချိန်မှာဒီဆန်ဒလန်ကိုနောက်ကျကိုဟာအာဆင်ရဲ့တော်တော်လေးအထိနာခဲ့ရတာမှန်ပဲပဲအဲ့ဒီပွဲကတေးတာအနိုင်ရခဲ့ခြင်းဒီတမကပူကောင်းတဲ့ chance ဆောင်ရှိတယ်ဆိုတော့အာဆင်အတွက်ပထမတစ်ချိန်တော့ကိုကို chance ပေးတယ်ကိုအတော့မကြခင်လို့ဒါအမှတ်6မှတ်ကနေ6မှတ်ပဲဖြတ်နိုင်တယ်ဒါပေမဲ့ဒီတစ်ချိန်နောက်ထပ်တစ်ချိန် ခုနမှတ်နဲ့ရှစ်မှတ်ထပ်ပြီးဖြတ်ခွင့်ပေးမယ်အချက်မို့ဒီခုနမှတ်နဲ့ကိုမှတ်ဒီရှစ်မှတ်ဖြတ်ခွင့်ပေးမယ်အချက်ကိုမှတ်ပေါ့လေပေးခွင့်ရမယ်အချင်းဒါကသူ့အတွက်အကောင်းဆုံးပဲဒါအကောင်းဆုံးအခြေအနေဆိုတော့ဒီဒီချိန်မှာအာဆင်က6မှတ်ကချယ်ဆီတကယ်လို့နိုင်ရင်6မှတ်ကချယ်ဆီ9မှတ်ကမန်စီးတီဒါလီဗာပူးကိုကျွန်တော်တို့စွတ်စွပါအခုဆိုရင် ဒီလက်ရှိနေရာလေဘဝကတော့အမှန်တိုင်းပြောအမှန်ကဖြတ်လိုက်ပြီပေါ့လေဆိုတော့အဲ့ဒီနေရာမှာဒီခွင့်ရေးကိုအားထက်ထားအသုံးချနိုင်မယ်ကျွန်တော်ထင်တော့လေဘဝနဲ့ကဆက်တမှတ်ဖြစ်ပဲတနေ့ဒီပွဲသာနိုင်ခဲ့ရင်အာဆနယ်ပိတ်သက်ဒီဘယ်လိုမြင်လဲအဖိုးတန်သုံးဖက်ရယူနိုင်မလားအားလုံးကျေးဇူးတင်ပါတယ်